စစ်ကောင်စီတပ်ရဲ့ထိန်းချုပ်မှုအောက်ပြန်ရောက်နေတဲ့ရှမ်းမြောင်လာရှိုးမြို့ပေါ်မှာအမျိုးသမီးတူတနက်နက်ပြစ်ခံရပြီးတော့တန်ရာပြင်းထန်နေတယ်လို့လာရှိုးမြို့ခံတူကရှေ့ဖြစ်မျိုးပြောပါတယ်။မနစ်နိုဝင်ဘာ25ရက်ညနေ6:00နာရီဝင်းကျင်မှာလာရှိုးတိန်နေပြည်တော်စုလမ်းမကြီးပေါ်ကကားပွဲစားတန်းအနီးမှာအမျိုးသမီးတူဆိုင်ကယ်စီးလာနေချိန်မှာပဲတနက်နက်ပြစ်ခတ်ခံရတာပဲဖြစ်ပါတယ်။ပြစ်ခတ်ခံရသူအမျိုးသမီးဟာအိမ်ချမ်းမြေပွဲစားလောက်ကင်သူတူဖြစ်ပြီးတော့ ကြိခတ်သွားတဲ့သူတွေကိုတော့လက်ရှိချိန်ထိဖမ်းဆီးရမိတာမရှိသေးဘူးလို့သူကစပြောပါတယ်။စစ်ကောင်စီတပ်ပြန်ထိန်းချုပ်နေတဲ့လာရှုံမြို့မှာဆိုင်ကယ်လူရတာတွေကားလူရတာတွေနဲ့တ냐တိုက်တာတွေကမကြာခဏဖြစ်ပွားနေတယ်လို့မြို့ခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ23ရက်မှာလဲလာရှိုမျိုးရက်ကွက်ခွန်ကလုံလော့စေးအနေမှာကာတစီသမ ्या တိုင်လူရက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ကျောင်းဝင်ဆက်ဆက်မှုကြောင့်ကိုကန်တက်မတော် MMDA ထိန်းချုပ်ထားတဲ့လာရှိုမျိုးပေါ်ကနေရာတွေကိုပြီးခဲ့တဲ့ AB လထဲမှာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ရတာပဲဖြစ်ပါတယ်။